တတိရှိမှလူပါမနေ့ကမစိုးရင်တိုင်ဟောင်းထဲမှာတည်ထားတဲ့သာသနာ့နယူပရိသာចောင်းဆောင်ကြီးဆောက်လုပ်တဲ့နေရာကိုဘုံဘုံတို့တွားရောက်ပြီးတော့လေ့လာခဲ့ပါတယ်ပူဇော်ခဲ့ပါတယ်အဲ့လိုတွားရောက်လူတန်းတဲ့အခါမှာဘာတွေတွေ့တုံးဆိုတော့အလုံးအများမြင်တွေ့ပြီးတဲ့အတိုင်းပဲရွှေတွေငွေတွေကြောက်တံပရမများတွေကြောက်စိမ့်တွေတံပိုးကြီးတဲ့ပစ္စည်းတွေများစွာတွေ့ရပါတယ် ဘုံဘုံတို့သွားတဲ့အချိန်မှာပဲလာရောက်ပြီးတော့လူဒန်းကြတဲ့သူတွေတပွဲပွဲတသေးသေးနဲ့ကိုဘုံဘုံတို့တွေ့ကြရပါတယ်အဲ့တော့လူတယ်ဆိုတာကတတိရှိမှလူရဲတာဖြစ်ပါတယ်တတိမရှိရင်မလူရဲပါဘူးကိုလူတော့မယ်လို့စဉ်းစားလိုက်တာနဲ့တပြိုင်နဲ့အရင်ဥဆုံးဘာတွေနဲ့ရင်ဆိုင်ရမလဲဆိုတော့ကိုယ့်ရဲ့ရင်ထဲမှာကင်းအောင်နေတဲ့ဝန်တိုခြင်း မင်းစရိယာတွေနဲ့ပထမဦးဆုံးတိုက်ခိုက်ပြီးတော့မှ လူဒဏ်ရမှာဖြစ်ပါတယ်အလူဒါနပြုတ်တယ်ဆိုတာဘာနဲ့ဥပမာတူလဲလို့ဆိုရင်စစ်တိုက်တာနဲ့ဥပမာ တူတယ်တဲ့စစ်တိုက်တယ်ဆိုတဲ့နေရာမှာဘလောက်ပဲအင်အားများများအယီချင်းညံ့ရင် ရှုံးတာပဲဘလောက်ပဲလက်နက်တွေကောင်းကောင်းအယီချင်းညံ့ရင်ရှုံးတာပဲဘလောက်ပဲအင်အားနည်းနေပါစေအယီချင်းကောင်းမယ်ဆိုရင်ဘလောက်ပဲလက်နက်အင်အားနည်းပါစေ အရေးချင်းကောင်းမယ်ဆိုရင်စစ်ပွဲကို ကောင်းကောင်းကြီးအနိုင်ရတယ်လို့ပဲတဲ့မဟောတထာပညာရှိဟာစစ်သားဥယေအနေငယ်နဲ့ဆူလနီပြမရမင်းကြီးရဲ့38ခောပဏီရှိတဲ့စစ်တပ်ကြီးကို အပြတ်ဖြုတ်ခဲ့ဘူးအပြတ်နိုင်အောင်တိုက်ခဲ့ဘူးပါနောက်တစ်ခုကစင်ပြူရှင်မင်းလက်ထက်မှာဒီတရုတ်စစ်တီတိမ့်နဲ့ခြီတဲ့စစ်တီတော်တွေကိုစစ်တီအနေငယ်နဲ့နိုင်အောင ိုက်ခဲ့ဘူးတာတွေဘုံဘုံတို့မြန်မာယာဇဝင်တွေမှာဖတ်ရတာရှိပါတယ်เนาะဒါပြောကျင်တာကအလူဒါနပြုတယ်ဆိုတာကလည်းပဲထိုနည်း၎င်းပါပဲစစ်တိုက်တယ်လို့ပါပဲဆိုကြပါစို့ကိုလူတဲ့အလူဒါနတခုဟာပစ္စည်းဝတ္ထုတံပိုးကြည့်ကျင်လဲကြည့်မယ်တံပိုးနှဲကျင်ရင်လဲနှဲမယ်ပစ္စည်းဝတ္ထုတွေအများကြီးလဲဖြစ်ချင်းဖြစ်မယ်နည်းနည်းလေးလဲဖြစ်ချင်းဖြစ်မယ်ဆိုလိုတာကအဲ့ဒီပစ္စည်းအနှဲငယ်လေးကို ဝန်တိုခြင်းကင်းအောင်လုပ်နိုင်ရမှာဖြစ်ပါတယ်။ဝန်တိုတယ်ဆိုတာဘာကိုပြောတာလဲ။ဝန်ဆိုတာကသူများကြီးပွားချမ်းသာမဲ့အရေးကို သူတပားကြီးပွားချမ်းသာမဲ့တာဝန်ကိုတို့ဆိုတာတွန့်တုံနေတာ။မေဇီရီယာတဲ့ကိုယ့်ရဲ့ရင်ထဲမှာရှိတဲ့သူတပားကိုပေးခြင်းစိတ်ကြွေးခြင်းစိတ်လူခြင်းစိတ်တန်းခြင်းစိတ်မရှိတဲ့မေဇီရီယာကိုပယ်တတ်ပြီးတော့မှလူတန်းရတာဖြစ်ပါတယ်။ ဲ့လိုပဲတာပြီးတော့မှလူဒန်းလိုက်တဲ့အလူဒါနဟာဘလောက်ပဲလူပဲဝတ္ထုပစ္စည်းလေးကအနှဲငယ်လေးဖြစ်ပါစေညောင်ဈေးလောက်လူရင်ညောင်ပင်ကြီးလောက်ရတယ်တဲ့နော်အရန်တန်ဖိုးကြီးပြီးတော့မှလူပဲဝတ္ထုအများကြီးပေးလို့ပြီးတော့ကိုယ့်ရဲ့စိတ်ကမပြတ်သားတဲ့အတွက်ဒါနအလွန်ကျွံဖြစ်ဆိုတဲ့စကားလိုပဲနော်ဒါနတွေအများကြီးပေးလို့ပြီးတော့အဲ့ဒီလူလိုက်တဲ့အလူဒါနမှမပြတ်သားဘူးဆိုရင်လည်းပဲကိုယ့်ရဲ့စိတ်ဟာ ညှဉ်းနှွားမှုတွေဖြစ်ပြီးတော့လူဒန်းပြီးတဲ့အခါမှာပြန်တွေးမိတဲ့သွားပါပြီကွာဆိုတော့နောင်တရတဲ့ပုံစံမျိုးမဖြစ်ဖို့အရေးကြီးပါတဲ့စစ်တိုက်တဲ့ဥပမာလိုပဲပေါ့နော်ဘလောက်ပဲလက်နဲ့အင်အားတွေပဲမြန်များလူအင်အားတွေပဲမြန်များနော်အရေးချင်းကောင်းရင်စစ်ပွဲတစ်ပွဲနိုင်နိုင်တယ်လို့ပဲဘလောက်ပဲလူဝဲဝတ္ထုတွေပဲမြန်များနော်အဲ့ဒီလူဝဲဝတ္ထုများတာက ဒီလူဝဲဝုဒ္ဓများရဲ့အပေါ်မှာ မပြတ်သားတဲ့စိတ်မျိုးနဲ့လူဒန်းခဲ့မယ်ဆိုရင်အဲ့ဒီအလူဒါနာလူဝဲဝုဒ္ဓအနှဲငယ်လေးဖြစ်ပေမဲ့လို့ကိုယ့်ရဲ့စိတ်ကပြတ်ပြတ်သားသားကြည်ကြည်လင်းလင်းအောင်အောင်မြင်မြင်နဲ့လူဒန်းခဲ့မယ်ဆိုရင်တော့ကြီးကျယ်တဲ့အလူဒါနာကြီးတစ်ခုဖြစ်ပါတယ်အဲမနေ့ကဒီဆရာတော်တစ်ပါးနဲ့အဲစံမီရင်စကားပြောတော့ဆရာတော်ဘုရားကမန္တလေးကိုကြွမယ်ဆိုတော့ဒီမန္တလေးမှာ ဒီတာသနာနယူပရိသကျောင်းဆောင်ကြီးဆောက်လုပ်တဲ့နေရာမှာမြန်မာနိုင်ငံအရရမှာရှိတဲ့လူပုဂ္ဂိုလ်တွေကမိမိတို့ချွေနှဲစာနဲ့ရှာဖွေထားတဲ့စုဆောင်းထားတဲ့ပစ္စည်းတွေတန်ဖိုးကြီးတဲ့ပစ္စည်းတွေကိုလာရောက်ပြီးတော့မှလူဒန်းကြတာတွေရှိတယ်လို့အဲမွတ်စလင်မတယောက်ကိုပြောပြရတယ်ပေါ့နော်မွတ်စလင်မကမေးတယ်ပေါ့ဘာဖြစ်လို့ဒီပစ္စည်းတွေကိုအာဒီပစ္စည်းတွေကိုဘာလို့မှလဲဖျားလို့မေးတယ်ပေါ့ဒီပစ္စည်းတွေကိုဌာပနာထဲမှာနောက်တစ်ချိန်မှာများ ဒီအကြောင်းတွေအခုလိုမျိုးပြိုပြက်ခဲ့ပြီးရှိတော့တပံပြန်လဲပြီးတော့ပြုပြင်ဖို့ရန်အတွက်ကြွတင်ပြီးတော့ចောင်းတကာចောင်းတကာမရဲ့အမည်ကိုခံယူကြတာဖြစ်တယ်လို့ဆရာတော်ကအဲ့လိုရှင်းပြလိုက်တယ်ပေါ့နော်အဲ့လိုရှင်းပြလိုက်တဲ့အခါမှာမွတ်စလင်ဘာသာကြားပင်ဖြစ်တော်လဲပဲသူတို့ရဲ့စိတ်ထဲမှာလေစွမ်းနနေရပြောတဲ့ဝန်တိုခြင်းကင်းတယ်ဆိုတော့မြင်သားပါတယ်ကောင်းတာပေါ့ဗျာတဲ့အခုလိုမျိုးဌာပနာတွေထည့်ပြီးတော့မှကြွတင်ပြီးတော့မှလူထားလိုက်တော့ နောက်တစ်ချိန်မှများဒီကြောင်းတစ်ခုခုပြည့်စည်သွားခဲ့သည်ရှိတော့ပြန်လဲပြီးတော့မှပြုတ်ပြင်ရတာအဆင်ပြေတာပေါ့လို့အာမွတ်စလင်မတယောက်ကအဲ့ဒီလိုပြောတယ်တဲ့ဆရာတော်ကအဲ့ဒီလိုဖုံဖုံကိုရှင်းပြခဲ့ပါဒါလည်းဖုံဖုံတို့မြန်မာလူမျိုးတွေမှာတော်တော်ကြီးကို ရှားပါတဲ့စိတ်နေစိတ်ထားမျိုးပေါ့နော်ဝန်တိုခြင်းဆိုတာကင်းရမယ်မေဇရိယာဆိုတဲ့ကိုယ့်ရဲ့ရင်ထဲမှာတွေ့တာနေတဲ့ဟာတွေကိုကင်းအောင်လုပ်ရမယ်ကောင်းပြီဒီကင်းအောင်ဘယ်လိုလုပ်ရမလဲလို့ဆိုတော့ဥမာဒီအလူပစ္စည်းနဲ့ပတ်သက်ပြီးတော့ ူတော့မယ်တန်းတော့မယ်ဆိုရင်အော်ဒီလူပွဲပစ္စည်းတွေအားလည်းပဲမမြဲဘူးငါရဲ့ခန္ဓာကိုယ်ဟာလည်းပဲမမြဲဘူးငါရဲ့အသက်ဟာလည်းပဲမမြဲဘူးလို့ပြန်လဲပြီးတော့မှဆင်ခြင်ရမှာဖြစ်ပါတယ်အင်္ဂုတ္တရာပါဠိတော်မှာသူတော်ကောင်းတွေလူတဲ့အလူ၅မျိုးပေါ့နော်နံပါတ်၁လူကသူတော်ကောင်းတွေဟာကံကံကြီးအကျိုးကိုယုံကြည်ပြီးတော့ကြည်ကြည်လင်လင်ပြတ်ပြတ်သားသားနဲ့လူတန်းကြတယ်တဲ့နောက်နံပါတ်၂ကတော့သူတော်ကောင်းများဟာအလူလူတဲ့အခါမှာ ယော့အင်ဆိုပြီးတော့ပြည့်လွင့်ပြီးတော့ပေးတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ယိုယိုတေတေလေးလေးစားစားကိုတိုင်ကိုကြလူတန်းကြတယ်တဲ့နောက်နံပါတ်3ကပေးလူသင်ပေးလူထိုက်တဲ့အချိန်မျိုးမှာပေးလူကြတာဖြစ်ပါတယ်ဆိုလိုချင်တာကအခွင့်အခါသင်တဲ့အခါမှာပေးလူရတဲ့အလူမျိုးကိုသူတော်ကောင်းတွေကပေးလူကြတယ်တဲ့နံပါတ်4ကတွန့်တူခြင်းမေဇီရီယာမဖြစ်ဘဲနဲ့ ရှင်းရှင်းလင်းလင်းပြက်ပြက်သားသားနဲ့ပေးလို့နိုင်တယ်။အလူလူတဲ့အခါမှာသူတော်ဘာရဲ့အသက်ကိုညင်းဆဲတပ်ဖြတ်ခြင်းမလုပ်ဘဲနဲ့ဖြူဖြူစင်စင်တတ်နံရှင်းရှင်းနဲ့လူတန်းကြတယ်ဆိုတဲ့အလူ၅မျိုးဖြစ်ပါတယ်။အကြောင်းကိုမိမိတို့အနေနဲ့လည်းပဲအလူလူတဲ့အခါမှာသူတော်ကအလူ၅မျိုးကိုစံနမူနာယူပြီးတော့မှလူတန်းတတ်ဖို့အရေးကြီးပါတယ်။အကြောင်းမပြောချင်တာလေ။တတ်သိရှိမှ လူပါ။တတ်သိရှိတဲ့လူတွေလူနိုင်ကြပါစေ။ မနေ့ကသာသနာနေယူပရိသတចောင်းဆောင်ဆောက်လုပ်တဲ့နေရာကိုတွားရောက်ပြီးတော့လေ့လာရင်းနေပဲအဲဖုံဖုံရဲ့ fan တွေနဲ့လည်းပဲတွေ့ခဲ့ပါတယ်ဖုံဖုံရဲ့ fan တွေကလည်းဖုံဖုံရဲ့တရားတွေနာပြီးတော့အခုလိုမျိုးလူကျင်စိတ်တန်းကျင်စိတ်ပြီးကျင်စိတ်ကန်းကျင်စိတ်တွေဖြစ်သွားပါတယ်တဲ့ဒါလေးတွေကြားတော့လည်းဖုံဖုံတို့အထူးဝမ်းသာပါတယ်ဖုံဖုံတို့ဟောလိုက်တဲ့စကားလေးတစ်လုံးတရားလေးတစ်လုံးကြောင့်သူတို့တွေအသိဉာဏ်တွေတိုးပြီးတော့သူတို့ရဲ့အလူတန်းလေးဟာ เนาะအဆုံးနောက်ဆုံးနိဗ္ဗာန်ပေါ့เนาะဒီနည်းနည်းလေးပဲလူလူအများကြီးပဲလူလူဒီအလူဒါနဟာလောကီချမ်းသာတွေကိုပေးနိုင်ပြီးတော့မှနောက်ဆုံးနိဗ္ဗာန်ရဲ့အထောက်အပံ့တွေဖြစ်သွားမှာဖြစ်တဲ့အတွက်ဘုံဘုံတို့အထူးပဲဝမ်းမြောက်ဝမ်းသာဒါတို့ခေါ်ပါတယ်လို့ပြောခြင်းပါတယ်။အားလုံးပဲကိုယ်စိတ်နှစ်ပါးကျမ်းမာချမ်းသာတော်မူကြပါစေ။